အာဇာဝါနာရှင်ကြီးကိုမတော်များလုံးပဲနေလေခဲ့ပါခင်ဗျမက်ရှလာ6ရက်နေ့နောက်ဆုံးရအာဆင်နေလေခင်တဲ့လေးဘုတ်ကိုဂျုံတူတကွာကြည့်လိုက်ရအောင် နေလင်းငင်တဲ့နေ့မတင်ဆက်ခင်မှာဒီငလင်းဘေးတင်ပြည်သူတွေအတွက်စိတ်ချတဲ့အဖွဲ့လှူဒန်းကျင်နေဆိုလို့ရှိရင်အကိမြအဲ့လိုအဖွဲ့မတွေ့ခဲ့ဘူးဆိုရင်တော့မစင်ညာနေကြောစီလိုက်မေးမြန်းလို့ရပါတယ်မေးပြန်ရအဖွဲ့နဲ့ကျွန်တော်ချိတ်ဆက်ပေးပါမယ်ကျွန်တော်တော့လူငွေလက်ရှိအချိန်မှာလက်မခံတော့ပါဘူးကဲကျွန်တော်တို့အာဆင်နယ်သတင်း၄ပုံနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့ကြည့်လိုက်ရအောင်ပထမဦးဆုံးတဲ့ပုဂ္ဂိုလ်တော့ Telegram ကဖော်ပြထားတဲ့ Nico William သတင်းနဲ့ကျွန်တော်စလိုက်ရအောင် စပိန်လာလီယာကလပ်အက်သလက်တစ်ဘီဘောအသင်းတိုက်စစ်တောင်ပံကစားသမားနီကိုဝီလန်နဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာသူ့ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးလုတ်ပိုင်ခွင့်အပြည့်အဝရထားတဲ့ကစားသမားရဲ့ကိုယ်စားလှယ်တွေအေဂျင့်တွေကတော့သူ့ရဲ့ကစားသမားလုတ်ခလာစာနဲ့ပတ်သက်ပြီးတော့ဖော်ပြသွားပါတယ်။ Telegraph ရဲ့ဖော်ပြထားချက်အရဘူကောင်စာကာနဲ့ဒန်တူလုတ်ခလာစာမျိုးဒီစပိန်သားအလိုရှိနေတယ်။ပြီးတော့သူ့ရဲ့ကိုယ်စားလှယ်တွေကလည်းအာဆင်နယ်မှာခါယာဘက်အိုဒီဂက်ဘူကောင်စာကာဒီကလန်ရိုက်တို့လိုမျိုးလုတ်ခလာစာနှစ်သိန်းခွဲပတ်ချလဲရနေတဲ့ထိတ်တန့်အဆင့် ကစားသမားတွေလောကရစာထိပ်ပိုင်းအဆင့်ကိုသူတို့ကစားသမားတွေကိုဒါပေးချေစေခြင်းနဲ့ဆိုတဲ့အတိုင်းတွေ့ရတယ်ဗောလေအဲ့တော့နီကိုဝီလန်နဲ့ပတ်သက်ပြီးခေါ်ခြင်းနဲ့အသင်းနဲ့မှာအာဆင်နယ်ကလက်ရှိချိန်မှာဦးဆောင်ထားတာဖြစ်လို့အာဆင်နယ်နဲ့ဒီကစားသမားခေါ်မယ်ဆိုရင်လည်းအသင်းရဲ့လောကရစာမြန်မာသောကစားသမားတွေရဲ့တယောက်အဖြစ်နီကိုဝီလန်ကိုပေးစေခြင်းနဲ့ဆိုပြီးတော့သူ့ရဲ့ကိုယ်စားလှယ်တွေဘက်ကနေပြီးတော့ကြားသိရတယ်ဗောလေဒီသတင်းကိုတော့ Telegraph ကဖော်ပြထားတာဒီနေရာမှာ Athletic Bilbao အသင်းရဲ့ဥက္ကဋ္ဌ ဥရိယာတေးကတော့သူတို့ရဲ့ဒီတက်စစ်တောင်မှကစားသမားကိုစာချုပ်သက်တမ်းတိုးကျင်နေလောလောဆယ်တော့စာချုပ်ဖြစ်တင်ကြီးပေါင်တန်း90လောက်ပေးလိုက်တဲ့ဒီကိုဝီလီယံကိုကြိုက်တဲ့တင်ဟာခေါ်သွားလို့ရတယ်လောကရသားပဲညှိရမှာဒါပေမဲ့များအသလက်တစ်ဘီဘောင်းနဲ့ဒီကစားသမားကြားမှာသက်တမ်းတိုးလိုက်မယ်ဆိုလို့ရှိရင်တော့ကြိုက်တဲ့တင်လာပြီးခေါ်ဒီကစားသမားကိုစာချုပ်ဖြစ်တင်ကြီးပို့ပြီးပေးသွားဖို့ရှိတယ်။ဘာကြောင့်လဲဆိုတော့စာချုပ်ဖြစ်တင်ကြီးကသူတို့ပြန်ပြီးပြင်ဆင်သွားတော့မှာသက်တမ်းတိုးပြီးမယ်ဆိုရင်ပေါ့လေလောလောဆယ်စာချုပ် အနေထားရတော့22နှစ်ရဲ့စပိန်သားတော့2029ခုနှစ်တည်စာချုပ်သက်တမ်းရှိသေးတယ်အခုအန်ထရီဘာတာလက်ထက်မှာအာဆင်နယ်ကတိုက်စစ်ပိုင်နဲ့ဆိုရင်တော့ပီတာရော့ဂရက်စ် နောက်ပြီးတော့ဒီကွင်းလေပိုက်တက်ဆိုရင်တော့မာတင်ဇူမန်ဒီတိုက်စစ်တောင်ပံအတွက်ဆိုနီကိုဝီလျံဒီစားသမားတွေထိတ်တန်းဦးစားပေးထော်ဝမ်တာဂက်ပစ်မှတ်တွေလိုကြားသည့်အဲဒါကြောင့်မို့နီကိုဝီလျံခေါ်ရေးမှာစာချုပ်ဖြစ်တဲ့နေရာအာဆင်နယ်တော့တော့ပြဿနာမဟုတ်ဘူးသို့တော့ဒီစားမားခေါ်တဲ့ခါမှာအသင်းမှာလောက်ခရစာဘလောက်ပေးရမလဲဆိုတာက final step ညှိရမယ်အဆင့်တစ်ခုတော့ဖြစ်သွားပြီပေါ့လေဒီရာသီ38ပွဲမှာကိုကိုသွင်းပြီးတော့ခုနှစ်လုံးဖိုင်ထားပါဗါးမနစ်က38ပွဲပဲကစားသည်တဲ့အချိန်မှာတော့ရှစ်ကိုသွင်းပြီး16လုံးဖိုင်နိုင်ခဲ့တာဖြစ်တဲ့အတွက်ခြေစွမ်းအရာဆိုရင်တော့ဒီရာသီမှာနည်းနည်းလေးရိမ့်ရိုင်းသွား ဆိုပေမဲ့အင်္ဂလိပ်ကစားဟန်မှာဆိုရင်တော့တမျိုးတစ်ပုံကောင်းမွန်တဲ့နီကိုဝီလျံတွေ့မြင်ရဖို့ရှိရဲ့အဲဆိုတော့မာတီနယ်လီရဲ့ခြေစလင်းနည်းနည်းပြန်တက်လာတာတွေ့တဲ့အတွက်အာဆင်နယ်တင်းတောင်ဝင်ရှိတဲ့နွေရာတီမှာနီကိုဝီလျံနဲ့ပတ်သက်ပြီးဘယ်လောက်ထိဖြေလျှော်ပြီးလောက်ခရစားပေးသွားမလဲမာတီနယ်ကြီးအတွက်ကောပွဲထုတ်ခွင့်တနေအောင်ဘလို့ဖန်တီးပေးသွားမလဲကျွန်တော်စောင့်ကြည့်ရမှာပါတေချာတစ်ခုကတော့မာတီနယ်လီခြေစွမ်းပြန်တက်လာရဆိုပေမဲ့ quality နဲ့တိုက်စစ်တောင်မှာကစားသမားတူကတော့အာဆင်နယ်တို့လိုအပ်နေပါသေးတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ Fabrizio Romano ဖော်ပြထားပါလေ။ဒါကတော့ကျွန်တော်တို့ဒီ Fuan သေးကိုအငှားချထားခဲ့တဲ့ Renaissance နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့ပါပါ။ Arsenal ကတော့ဒါ Renaissance ကိုကြံခဲ့တဲ့နေရာဒီတုန်းက Fuan သေးစီကိုတရားသည့်အငှားချခဲ့တာ။ အဲ့အငှားချတဲ့စာချုပ်မှာတော့အပိသက်ဝေဝင်ဘာကြမှာပါဘူးမာကိုစေဝါရဲ့အသင်းရဲ့တိုက်စစ်ပိုင်းတွင်သူတို့လိုအပ်ချက်အရအငှားတရာစီခေါ်သွားပါလေတကယ်လည်းအည်သွေးရှိရဲ့ကစားသမားလေးပါဒါပေမဲ့ဒီဇင်ဘာလတုန်းက Brighton နဲ့3-2နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဒီကစားသမားက82မိနစ်မှာဒူစားလေးလိုက်ရတယ်အဲ့ဒီဒဏ်ရာကတကောက်ကျော်ဒဏ်ရာ တကောရောတန်းကြောင့်ကာလာရှိလက်ရှိချိန်ဒီနားနေရတဲ့တတ်တာမဲ့တတ်တာမဲ့ထင်ပြီးတော့နားနေနေနောက်ဆုံးတော့ဖူဟန်သင်းကအာဆင်နယ်တင်စီကိုဒီကစားမောက်ကိုဆေးကူတော့ဖို့ပြန်ပြီးလွှတ်လိုက်တယ်ကြားသိရတယ်အခုရှိုးဘားထရိနီစင်တာမှာဒီကစားမောက်ကပြန်နေထူထောင်ရင်းနေပြန်ပြီးလုံနေပေါ့လေတချို့ report တွေကဆိုရင်တော့မေလအစောပိုင်းမှာပြန်လဲတတ်တာလာမယ်ကြားသိရတယ်နောင်လာပေါ့လေအဲ့တော့ဒီကစားမောက်တော့လာမယ့်ຫນွေရာသီမှာအာဆင်နယ်အသင်းဆက်နေချိန်သေးထောက်ခွာမယ့်ကစားမောက်ဖြစ်တယ်ဆိုပြီးတော့ရိုမာလိုကအတည်ပြုထားတယ်သူ့ကိုလိုချင်တဲ့အသင်းတွေကတော့ရှိတော့ရှိတယ်ဒါပေမဲ့အသက်ကအခုမှ20 25နှစ်ပဲရှိသေးတဲ့အင်္ဂလန်သားတွက်ဆိုရင်တော့အာဆင်နယ်တို့ကစာချုပ်က2029ခုနှစ်ထိရှိသေးရင်ပဲလက်ရှိအာဆင်နယ်ရဲ့တိုက်စစ်တောင်းမှာလဲ quality မြင့်ကစားသမားတွေရှိတယ်။ຫນွေမှာလဲထက်ခွန်မဲ့ player တွေရှိတာဖြစ်တဲ့အတွက်ဒီအင်္ဂလန်သားတိုက်စစ်တောင်းမဲ့ Renaissance နဲ့ပတ်သက်ပြီးတော့အိုက်တာကတော့ရောင်းချသွားဖို့အများကြီးပြီးကျွန်တော်ထင်တယ်။လောလောဆယ်တော့ဒီကစားသမားကတော့မိခင်ကလပ်တင်မှာပြန်ပြီးတော့ဒီဒဏ်ရာကုသမှုတွေပြန်လဲလုပ်နေရတွေ့ရပါလေ။ဒီရာသီဖူဟန်သေးစီမှာ73ပွဲဝင်ကစားခွင့်ရတယ်။ဒါပေမဲ့ပွဲထွက်တာက6ပွဲတည်း အဲ့မှာနှစ်ကိုးသိပြီးတော့တလုံးဖိုင်တာတယ် rating အားဖြင့်ဆို7.0တိရှိတယ်တကယ်တော့ဖူဝမ်သင်းမှာ arsenal player တွေအများကြီးပါဒါပေမဲ့ renison ကတော့ဒဏ်ရာတွေနှိပ်စက်ခဲ့လို့ထင်သလောက်ရှင်းမြောက်တဲ့ player လို့ပြောလို့ရတယ်သူကစားသမားဘွားအစားနေပြီးတော့လက်ရှိအချိန်ကြီးဆိုလို့ရှိရင်တော့ injury ကြောင့်နားနေရတဲ့ရက်တရားများရပါလေအဲ့ဆိုတော့တပတ်ကိုပေါင်တသိန်းရနေတဲ့ဒီကစားသမားတို့က arsenal တို့က ဟိုနွေရာသီမှာဈေးတစ်ချက်လာပေးတဲ့အသီးနေရှိလို့ရှိရင်တော့အများကြီးပြောင်းရွှေ့ခြင်းမြင်မားတယ်မမြင်မားဘူးဆိုတော့ကစားသမားဆန်နာကိုကြည့်ပြီးရောင်းချတော့ဖို့ရှိရဆိုပြီးတော့ရိုမာနိုကပေါ်ပြသွားပါတယ်အဲ့ဒါဆိုတော့ transfer market မှာ euro 18တန်တန်ကြီးရှိတဲ့ကစားသမားကို euro တန်20ပေါင်အဖြစ်ဆို15တန်16တန်လောက်ရိုက်နှောင်းမှာအာဆင်နယ်တို့လက်လွတ်သွားဖို့ရှိနေပါတယ်အဲ့ဒီကစားသမားရဲ့ injury history လေးနောက်ဆုံး၄နှစ်အတွင်းကြောင့်ပြောလိုက်ရအောင်2020 2021ဘောလုံးရာသီက66ရက်နားထားတယ် injury ကြောင့် ပွဲပေါင်း16ပွဲလွဲချော်ထားတယ်2021 22ဘောလုံးရာသီမှာရပ်ပေါင်း80 12ပွဲလွဲချော်ထားတယ်2021 23ဘောလုံးရာသီမှာ130ရပ်ပေါင်းလွဲချော်ထားပြီးတော့18ပွဲအထိဒါလွဲချော်ထားတယ်ပေါ့လေဒီရာသီမှာတော့188ရက်သူကတော့ဒီ transfer injury history မှာဆိုလို့ရှိရင်သူတို့ကအဲ့နားရမဲ့ရက်ထိပါကြိုးပြီးတွက်လိရှိရဖြစ်တဲ့အတွက်ဒီ188ရက်ဆိုတာနောက်လားထိပါသူတွက်ချက်ထားတာပေါ့လေအဲ့ဆိုတော့ နယ်ဆန်ကတော့လာလာကြီးအများကြီးရှိတဲ့ player တဦးဆိုပေမဲ့လည်းအာဆင်နယ်အသင်းအနေနဲ့ဒီစားမောက်လက်လွတ်ဖို့များနေပြီအမှန်တကယ်တော့ဒီစားမောက်စာချုပ်တက်တန်ကုန်မှုအရန်ဒီဆက်ခဲ့တဲ့ကစားသမားပါအာဆင်နယ်နဲ့ရေဆက်ကုန်မှုတော်တော်လေးနီးဆက်ခဲ့တယ်ဒါပေမဲ့ ကျွန်တော်ဒီ2023ခုနှစ်တုန်းကသူ့ရဲ့နောက်ဆုံးမိနစ်မှာသွင်းခဲ့တဲ့အနိုင်ကိုခံပတ်ကိုကြောင်းအတင်းတောင်းဝရှိပြီးတော်တော်လေးသဘောကျသွားပြီးတော့အဲ2023ခုနှစ်ကချုပ်ခဲ့တဲ့စာချုပ်ရ2029ခုနှစ်ဒီတက်တန်းရှိတရားပေါ့လေအဲ့တော့နယ်စံရဲ့အပြောင်းရွှေ့နေရာဒီမှာဘယ်အသင်းစီကိုရောက်သွားမလဲဘလောက်အင်ကမ်းဝင်လာမလဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါ တတိယမြောက်သတင်းတပုတ်ကတော့ဒါဂျက်ကူခီဝီရောပေါ့လေကျွန်တော်တို့အဆင်ပြေပါမလားပြေပါမလားကြည်နေခဲ့တဲ့ player ကတော့ဆာလီဘာနဲ့လက်တွဲပြီးတော့တကယ်ကိုမာကျောတဲ့ခံစားတစ်ခုကိုတော့တိဆောက်ပြတာတွေ့ရတယ်အခုဆိုလို့ရှိရင်လည်းဒါဖူဝန်နဲ့ပွဲစဉ်မှာဆိုလဲမီနစ်အချို့အခု Everton နဲ့ပွဲစဉ်မှာဆိုလဲတကယ်ကို great performance ပြနိုင်ခဲ့တယ်ကျွန်တော်တို့တည်ကြနိုင်မဲ့ တလုံးနဲ့တော့ပေးရတဲ့ဂိုးကလည်းသူ့အမှားကြောင့်ပေးရမှာမဟုတ်ဘူး။ပန်နတီယန်နေတစ်ဆင့်ခွင့်ပြုလိုက်တဲ့နေသားပေါ့လေ။ဒီမှာတော့ Louis Kelly ရဲ့ဆုံးဖြတ်ချက်ကနည်းနည်းလေးဝေဝါးသွားတာရှိသလိုတစ်ဖက်မှာလည်းမဖြစ်နိုင်တဲ့နေသားနေပန်နတီဆုံးဖြတ်ချက်ရတဲ့ဒိုင်းတွေကိုလည်းကျွန်တော်အန်အောမိရပေါ့။ဒါပေမဲ့ပြီးသွားတဲ့ကိစ္စတော့ပြီးသွားပြီ။ဒီထက်အနိုင်ကိုမသွင်းနိုင်ခဲ့တဲ့အသင်းရဲ့တိုက်စစ်ပိုင်းမှာတောင်းဝန်ရှိသလိုပန်နတီခွင့်ပြုလိုက်တဲ့အသင်းရဲ့ခန်စစ်တန်းကလည်းတစ်ခါကျနည်းနည်းလေးပို့ပြီးရင်းချက်ဖို့လိုတယ်။ဒါပေမဲ့ဒီနေရာမှာတခုကျွန်တော် appreciate ဖြစ်ရမှာကဆာလီဘာနဲ့တွဲပြီးခေါင်းခေါင်းလေးအသင်းကိုအကျိုးပြုသွားခဲ့တဲ့ ခီဗီရောတော်တော်လေးဟိုမှာကောင်းပါတာဒီပွဲစဉ်မှာဆိုရင်တော့ပေးပို့မှု64ရာခိုင်နှုန်းတိကျတယ်ဝေးပေါ်၄ကြိမ်ပေးပို့ထားတယ်ရှင်းထုတ်မှု၃ကြိမ်ပြင်းမြ rating 6.90ရှိပြီးတော့ final တက်ကို10ချိန်ထိဘောလုံးပြေးပို့ထားနိုင်ခဲ့တယ်ဘောလုံးပြန်ဆဲမှု3ချိန်ရှိရဲတကယ့်ကိုကောင်းမွန်တဲ့ခြေစွမ်းပြသထားနိုင်ခဲ့တာပါကျွန်တော်တို့အမြင်မှာတော့လေ Gavin နဲ့ Saliba အထိုင်ရအကောင်းဆုံးလို့ထင်ခဲ့တယ်တကယ်လည်းဒီအထိုင်ကိုသုံးခဲ့ဒါပေမဲ့ player တယောက်ဒဏ်ရာသွားတဲ့အခါမှာနောက်တယောက်အတွက်ဆိုရင်တော့ဒီလိုမျိုးအခွင့်အရေးရတယ်အထူးသဖြင့်ကျွန်တော်တို့နွေရာသီမှာလက်လွတ်ရပြီးကြံခဲ့တဲ့ဆောင်းမှာရောင်းလိုက်ပြီလို့ထင်တဲ့ပိုလန်သားတော့အသင်းထွက်အကောင်းဆုံးဝင်ထမ်းထားတာတွေ့ရပါလိ25နှစ်ရဲ့ပိုလန်သားတော့အီတလီကလပ်တွေတော်တော်များကလိုချင်ခဲ့တဲ့လာပြီးချိတ်ဆက်ခဲ့တဲ့ဈေးတော့အများကြီးပေးတာမဟုတ်ပဲအာဟီတာကအသင်းရဲ့အရန်အတွက်ဆက်ပြီးထိန်းထားခဲ့တာဖြစ်တဲ့အတွက်2028ခုနှစ်ထိတက်တန်းရှိသေးမယ်လာမယ့်နွေရာသီမှာဒီဆောင်းမောက်ရောင်းချမလားမရောင်းချလားကျွန်တော်စောင့်ကြည့်သွားမှာပါလိဒီရာသီမှာ16ပွဲအသင်းအတွက်ဝင်ဆော့ထားပါတယ်ဒါပေမဲ့တကယ်ပွဲထွက်တာက ်10ပွဲပဲရှိတယ်နှလုံးဖန်ထားတယ်ဒါကြောင့်မလို့ဒီကစားမတော့အဲ့ဒီ Everton သင်းတဲ့ပွဲစဉ်မှာ Premier League ကတရားဝင်ပေးရတဲ့ Man of the Match ကိုရရှိခဲ့ပါတယ်အဲ့တော့ Champion League ပွဲစဉ် Real Madrid နဲ့ပွဲစဉ်မှာတော့ Saliba နဲ့ Kivior အထိုင်ကိုထပ်ပြီးတွေ့ရမှာကျွန်တော်တို့စောင့်ကြည့်သွားမှာပါဒီ season လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ show ပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်သူများကို6916639တူတူဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်ပါတယ်ဒီ show ပေါ်လုံး online agent ကလည်းလက်ရှိ ငလင်ဘေးတင်ပြည်သူတွေစီကိုသူတို့ကိုယ်တိုင်တက်တက်ကြွကြွနဲ့ပဲမြေပြင်အထိပစ္စည်းတွေပွေးပို့လှူဒန်းနေတဲ့ဒါအဖွဲလေးဖွဲ့စည်းထားရပေါ့လေကျွန်တော်တို့မှအဲ့ဒီဖွဲ့စည်းကိုဒီရတဲ့အလူငွေတွေကနေပမာဏတချို့ပေးပို့လှူဒန်းနိုင်ခဲ့ပါတယ်၁၀သိန်းတော့ပေးပို့လှူဒန်းနိုင်ခဲ့ပေါ့လေအချို့ဖွဲ့လည်းပြောပြီးသားဖြစ်နေခဲ့တဲ့အတွက်အဲ့ပမာဏပဲပြို့ပို့နိုင်ခဲ့တာပါအဲ့ဆိုဘောလုံးပွဲတွေကစားခြင်းနဲ့ဆိုတော့ Viber ဖုန်းနံပါတ်တို့ည09 0166 3939ဆိုတဲ့ပြီးတော့ဝန်ဆောင်မှုအပြေအဝရနိုင်မှာဖြစ်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ record လေးနဲ့သွားလိုက်ရအောင်အဲ့ဒါတော့ Arsenal တို့ကဒီ အပါဒနုရဲ့ကိုဒီဇင်ဘတ်ကို1905ခုနှစ်ဧပြီလ9ရက်နေ့မှာပထမဆုံးအကြိမ်ပြေတွားရောက်ရင်ဆိုင်ကစားခဲ့တယ်။အဲ့ဒါပြီးတဲ့အခါမှာတော့နှစ်ပေါင်း120အကြာဧပြီလ9ရက်2025ခုနှစ်မှာတော့ဒါတွားပြီးကစားခဲ့ပေါ့လေ။အဲ့တော့နှစ်ပေါင်း120အတွင်းမှာဆိုအာဆီနယ်ဒီပွဲပေါင်း112ပွဲ အဘာဒန်အသင်းရဲ့ကိုယ်မှာသွားပြီးကစားခဲ့တယ်။အဲ့မှာအာဆင်နယ်တို့34ပွဲပဲအနိုင်ရခဲ့တယ်။တကယ်ကိုကံအခတ်တဲ့အသင်းတစ်သင်းလို့ပြောလို့ရသလိုနောက်ဆုံး10ချိန်တွစ်ဆုံမှုမှာဆိုလေအဘာဒန်ကိုယ်မှာအာဆင်နယ်တို့ဒီ3ချိန်မှနိုင်ခဲ့တယ်။တေးပွဲတွေရှုံးပွဲတွေရှိခဲ့အထိပေါ့လေ။အဲ့တော့ဒီရာဒီမှာဆိုလေအာဆင်နယ်အသင်းဆီကနေပြီးတော့၄မှတ်တိတိကြပြောင်းဆွမ်းဆောင်နိုင်ခဲ့တဲ့အဘာဒန်သင်းလို့ပြောလို့ရရပေါ့လေ။အာဆင်နယ်တို့အတွက်အဘာဒန်သင်းရဲ့ကိုယ်မှာနောက်ဆုံးတွင်းယူခဲ့တဲ့ပလေယာ9ယောက်ကတော့အလက်စစ်ဆက်ချက်က2018ခုနှစ်ကတကူ နီကိုလက်ပီပီကတော့ဒါ2020တုန်းကတကူမာနေအိုရီကတ်2021ခုနှစ်ကသွင်းယူနိုင်ခဲ့တယ်လီယန်နိုထရော့ဆက်ကတော့2023 2025ဒါနှစ်နှစ်ဆက်ဂိုးသွင်းနိုင်ခဲ့ရပေါ့လေဒါကတော့ Everton အသင်းရဲ့ကွင်းမှာ Arsenal player တွေဂိုးသွင်းနိုင်ခဲ့တာပေါ့လေအဲဆိုတော့ဘလို့ပြောပြောပါ Arsenal နဲ့ Everton ကြားကပြိုင်ဆိုင်မှုကလည်းအခြားအသင်းနဲ့မလျော့တဲ့တွဲဆမှုတွေရှိခဲ့တယ်။ Everton အသင်းရဲ့ကွင်းကတော့အားလုံးသိတဲ့အတိုင်းပဲ တကယ်ကိုမှအာဆင်နယ်အသင်းအတွက်တည်းမဟုတ်ဘူးပရီးမီယာလိအသင်းတော်တော်များတို့ဆိုရင်တော့ရှင်ဆိုင်ရခက်ခဲတဲ့အသင်းတစ်သင်းဖြစ်ရှိလိမ့်ပါတယ်အဆုံးထိကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ